ိမိုင်းဆိုင်ရာပြစ်မှုတွေကျူးလွန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein ရဲ့ email တွေကို American Democrat Party ရဲ့လွှတ်တော်အမတ်တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ထားတဲ့ email တွေထဲမှာမြမအဆိုတော်ချင်းချင်းရဲ့နာမည်ပါဝင်နေတာနဲ့ပတ်သက်ပြီးကောလာဟလဖျက်မှုတွေအမုန်းစကားတွေကိုရင်ဆိုင်ခဲ့ရတဲ့အဆိုတော်ချင်းချင်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။မင်္ဂလာပါမှာ Jeffrey Epstein ရဲ့အရှုပ်တော်ပုံ email တွေမှာအမနာမည်ပါဝင်နေရဆိုတာကို အမဘယ်လိုမျိုးစာပြီးတော့သိခဲ့တာပါလဲရှင်အာအမအဲ့ဒီ အီးမေးလ်အကြောင်းသိတာသိမကြသေးပေါ့နော်ခြံခဲ့တဲ့ရက်ပိုင်းကမှာမအဲ့လိုမီဒီယာတွေပြီးတော့အဲ့လိုမြန်မာမစ္စိမားတို့တခြားအဲ့လိုမီဒီယာလေးတွေပြီးတော့တချို့ကအဲ့လိုမျိုး file တွေလာပို့တာပေါ့နော်ပို့ပြီးတော့အမဒါသိလားဒါကတော်တော် hot hit ဖြစ်နေရပေါ့နော်အခုဒီရက်ပိုင်းမှာလွှတ်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်တွေ့ရတယ်ပေါ့အဲ့ဒါအမကနာမည်ပါနေရပေါ့နော်အဲ့ဒါမှန်လားမှားလားဆိုကမလားမေးချင်တာပထမတော့အမရှော့ပြရသွားတာ အမဘွားမှာအဲ့လိုမျိုးတွေတခါမှအဲ့လိုပေါ့ပုံနေပါလေတခြားမှတခါမှမပို့ဘူးခဲ့ဘူးကဘသူ့မှာလေမပို့ဘူးခဲ့ဆိုတော့ဒါကြီးကအမအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့အခါကျတော့ကိုကဒီလိုမျိုးလူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတာလိုက်ဖြစ်နေရအောင်လေအမမှာလည်းကိုတိုင်းကမှဒါအမှန်မှားလားဆိုပြီးမတေချာသေးတဲ့အချိန်မှာဆိုတော့မဖြစ်ဖြစ်ခဲ့ဘူးပေါ့တိတာတော့အဲ့လိုမျိုးစတိတာပေါ့ဟုတ်ဟုတ်ကဲ့ပါအမဒီလိုအီးမေးလ်တွေမှာအမနာမည်ပါဝင်နေရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ပျက်တွေဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်းပြောပြပေးပါရှင့် အဖြစ်ပြက်ကတော့အမအဖေပေါ့နော်အဖေကစားသူကအင်္ဂလိပ်စာဆရာစာတင်တာပေါ့အခုတော့အဖေကရတာယာယူသွားပြီပေါ့ဆိုတော့သူအဲ့လို embassy တို့နိုင်ငံသားတွေဒီမှာမြန်မာနိုင်ငံမှာလာလို့လို့လို့ရှိရင်ကုမ္ပဏီတွေကနေပြီးတော့သားသမီးတွေကိုចောင်းနေထားတယ်လေအဲ့လိုနိုင်ငံသားចောင်းနေထားတဲ့အခါကျလို့ရှိရင်အင်စာတွေပဲလောက်တဲ့အခါကျအခက်ခဲရှိတယ် တချို့ကြပြင်သစ်တွေ Italian တွေ Spanish တွေပါတဲ့ခါကျတော့တို့အဲ့လို homework တွေပဲလုပ်တဲ့ခါကျတော့အဆင်မပြေဘူးအင်္ဂလိပ်နဲ့ပတ်သက်လို့ပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်လို့အဲ့လိုမျိုးဆိုအမအဖေကသင်ပေးတာပေါ့စာသင်ပေးတာအဲ့တော့အမအဲ့အချိန်မှာအမ modeling လေးလုပ်နေတယ်ပြီးတော့အဲ့သချင်းဆိုပြန်ပွဲလေးဆိုပြီးတော့မှအခွေတွေပါလဲထွက်နေတဲ့အချိန်ပေါ့နော်ဆိုတော့2017ဝင်းကျင်ပေါ့ဆိုတော့ အဲ့ဒီအချိန်မှာအမကအဖေနဲ့တူတူစနေနေ့ရက်ဆိုလိုက်လိုက်သွားတာပေါ့သူတို့အိမ်မှာလေစာတင်လို့ရှိရင်အဲ့ကလေးနဲ့ဆော့အဲ့ကလေးမှာနှစ်ယောက်လားသုံးယောက်လားမသိဘူးရှိတယ်သူတို့စီမှာအဲ့လိုတနေ့ကျတော့အဲ့အမျိုးသမီးပေါ့ပြင်သစ်ပြင်သစ်ပေါ့နော်ပြင်သစ်အမျိုးသမီးကဟိုအမထင်တော့ပြင်သစ်တော့ဖြစ်မယ်ထင်တယ်ဘာဖြစ်ဆိုအမသူနဲ့သူ feature ကိုကြည့်ရတာလေဟိုအမေရိကန်တော့လည်းမဟုတ်ဘူးတေးကြတယ်သူအဲ့လိုပြင်သစ်လိုမျိုးစကားပြောတဲ့ accent ကအဆာကွာသူရဲ့လေးလေးသိန်းလိုမျက်နှာပုံစံတွေပါကြီးကပြင်သစ်အဲ့လိုမျိုးပြင်သစ်တို့အနောက်တိုင်းဥရောပဆန်တာပေါ့ဆိုတော့အဲ့သူနဲ့ပြောနေတယ်သူက အမောက်လာပြောတယ်တမီးတယ်တမီးပုံစံကိုအန်တီကြည့်ရတာပေါ့နော်ဟိုအရန်ဒီအနောက်တိုင်းက European models ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့တမီးရဲ့ဒီမျက်နှာပုံစံအရိုးစစ်ပုံစံကဒီမှာသာတမီးကိုစိုက်စိုက်ချင်မှစိုက်နေဒါပေမဲ့အနောက်တိုင်းမှာဆိုရင်တော့တမီးပုံစံကအရန်ကိုမှအလောက်ကရလာလွယ်တယ်ပေါ့ပြီးတော့တမီးကလည်း model ဖြစ်နေတဲ့အခါကျတော့ model career career အတွက်ကိုမစူးစမ်းခြင်းဘူးလားပေါ့နော်သူအမအဲ့လိုပြောတယ်ပြောရစင်မှာအမကလည်း ကိုယ်လည်း modeling လုပ်နေတယ်ဟလာပြီးသွားတဲ့ခါကျတော့မိဘကလည်းဒီထက်မကပုံပြီးကောင်းကောင်းမွန်မွန်ထားချင်တယ်အဖေလည်းစာသင်ရတာပင်မန်းနေအသက်လည်းကြီးနေပြီဆိုအမစိတ်ချင်းမှာအိုးဒါဆိုလို့ရှိရင်တော့ငါမိဘကငါလှုပ်ကြွေးဖို့အတွက်အခွင့်အရေးလေးတစ်ခုရပြီပေါ့နော်ဆိုတော့လုပ်မယ်လို့ပါဖြစ်ဖြစ်ကျွန်မဒီအနုဒီ modeling ကို Paris တို့ဘာလို့မှလောက်ရမယ်ဆိုရင်တော့ကိုကိုအတွက်ကအခွင့်အရေးပဲလေပြီးတော့သူကလည်းပြောတာ L magazine တို့ပြီးတော့ Clarence တို့အဲ့လို magazine တွေမှာနေမပါချင်ဘူးလားပေါ့နော် ဟိုညနေဖုံးနေကြောင်ကြတွေမရိုက်ချိန်ဘူးလားပေါ့ဒါဆိုပတ်စံအများကြီးရမှာပေါ့နော်ဆိုတော့ညို့ဒီအခွင့်ရေးရအောင်ငါချိတ်ဆက်ပေးမယ်ဆိုတော့ကိုကလည်းပျော်သွားတာပေါ့နော်ဆိုတော့ငယ်လဲငယ်သေးတော့ဟိုစိုးတီမှန်တီကောင်းတီဆိုတော့မခွဲခြားတတ်ဘူးအဲ့လေသူကအမတရက်ကြတော့သူ့ရဲ့အိမ်အပေါ်တက်ကအိတ်ခမ်းထဲကိုခေါ်သွားပြီးတော့မှသူ့ရဲ့လက်လက်ဝတ်ရနာတွေပေါ့အဲ့လိုဟိုဘယ်လိုပြောမလဲငါနဲ့ရှူတင်ရိုက်တဲ့ခါကြလို့ရှိရင်နေဝေးဖို့အတွက်ငါတို့အယောင်တွေပါ match ဖြစ်မဖြစ်အယောင်ကလာလှမလှပေါ့နော်ရွေးမယ်ဆိုပြီးအမသူ့အိတ်ခမ်းထဲခေါ်သွားတယ် ပြပစ္စည်းတွေပါရွေးကြတာပေါ့ပြီးတော့ तू ကိုယ်တိုင်ပဲအဲ့ဒီနောက်ရက်တွေကျတော့အမအကို shooting တဲ့တယ်တဲ့တဲ့ခါကျတော့အဲ့လိုပဲ तू ကိုယ်တိုင်ပဲအဖွဲစား design တွေအားစား तू ကိုယ်တိုင်မှဆင်ပေးတယ်လက်ဝတ်ရည်နာတွေအားစား design တွေပေါ့နော်အကုန်လုံး तू ပဲလုပ်ပေးတာအဲ့ပြီးတော့အမ shooting တဲ့တာအမ makeup ဆရာတွေပါလည်းပါတယ် shooting တဲ့တော့ပထမအဆုံးဘယ်လိုပြောမလဲ၄၅ဆုံးကအဆင်ပြေနေတယ်ပေါ့နော် တင်းကားဆောင်အဆင်ပြေနေရဆိုတော့အဲ့လိုမျိုးပေါ့ဟိုခေါင်းဝင်းနေအဲ့လိုမျိုးကွာသိရမလားဟိုစကတ်တွေပါနေနဲ့ဘောင်းမီတွေပါနေနဲ့ရှိုက်ရတာပေါ့နော်အဲ့ကဘာကြီးဖျားလန်းရေပြီးသွားတဲ့ခါကျတော့အဲရွှေတုံဖျားဆောင်းတန်းပေါ့နော်မြောက်ဖက်လားတောင်ဖက်လားမသိအဲ့မှာအမရိရှိုက်တယ်ပြီးသွားတဲ့ခါကျအဲ့လိုပေါ့နယံနေလန်းချားတွေအဲ့တဲမှာဝစ်ဆောင်နေနဲ့အဲချမ်းချမ်းဆိုရက်ဟိုနာမည်ရေးပြီးတော့မှနောက်ခံထားပြီးတော့လေအဲ့လိုရှိုက်တာအရိုက်ပြီးတော့လေးကားဆောက်ဆောင်နေပြီးသွားရော ညီမတို့ထမင်းကြီးပါစာပြင်းနေလဲတာလည်းပြီးတော့နောက်နေ့လားညလားတော့မမမှန်ပြီးတော့ तू ကနောက်ထပ်တစင်းထတ်တယ်ရာရှူတယ်အဲ့ရှူတယ်တဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့ဒီတစ်ခါကတော့တဲ့အဝိစာမပါဘူးပေါ့နော်ညီမလေးရှားရမှာအဝိစာမပါဘူးတဲ့ပြောတဲ့ခါလို့ကိုကကြောက်သွားတာ shock ပြရသွားတယ်ဟစ်အများလည်းလန့်သွားတာပေါ့နော်ဘာဖြစ်လဲဆိုအမတို့ရဲ့ culture အရာဆိုလို့ရှိရင်အမအခုဟို အမားနိုင်ငံမှာဆိုရင်ကွာအခုနောက်ပိုင်းမှာလူတွေကဗီဂနီတို့ရေကူးအင်ဂျီတို့ဝင်လာကြတာလေအတိုးပြက်တွေဝင်လာကြတာကိုမြင်မြင်လာကြတယ်မြင်နေကြသွားတာအရင်တော့ကစားအဲ့လိုမျိုးတွေအရင်ရှားတယ်လေရှားတဲ့အခါကျတော့အဲ့လိုမျိုးကြီးဟိုနေကကြည့်ရှားရမှာဆိုအဆင်မပြေဘူးလို့ဒါကျမတို့ကာချာတက်လည်းအဆင်မပြေဘူးကျမအနေနဲ့ဒါမျိုးတော့ရမှာဆိုတော့ကျမမရိုက်ချင်ဘူးလို့ပြောတော့ပတ်ဘူးတဲ့ ဒီဓာတ်ရီကအနောက်တိုင်းမှာအစမ်းပြလည်းမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ modeling industry မှာဆိုလို့ရှိရင်အနောက်တိုင်းမှာဆိုလို့ရှိရင် magazine တွေဘာတွေမှာဆိုလို့ရှိရင်ရေမွေးကြော်ညာတွေဘာတွေဆိုရင်လည်းဟိုဘယ်လိုပြောမလဲတုံးလုံးကြီးပါဟုတ်ကွာဟိုအဝတ်ပွားဘာလေးနဲ့ပဲခြိုက်ကြတာပေါ့နော်နောက်ကြောထားပြီးတော့မှဒီကိုလုံးချွတ်ပြီးခြိုက်ကြတာတဲ့အထူးစားမဟုတ်ဘူးတဲ့အဲ့တော့နေတကယ်လို့သူတို့စီမှာအလုပ်လုပ်ရှင်နေဆိုလို့ရှိရင်တော့သူတို့အနောက်တိုင်းနဲ့ညီမျှတဲ့အချင်းချင်းမှုဟို အလုပ်ကိုလက်ခံရမှာဖြစ်တဲ့အတွက်ကြောင့်လုံလိုက်မှရမယ်တဲ့ဘာမှတော့ true true မဟုတ်ဘူးဂျိုင်းဖြစ်လို့ရှိရင်ညီနဲ့ငါနဲ့နှစ်ယောက်ကြားထဲမှာပဲဒီပုံလေးရရှိနေမှာပေါ့နော်ဘာသူစီမမရဘူးတဲ့ secretly ငါသိမ်းထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးအမကပြောတယ်ပြောတော့အော် make up ဆရာကြီးပါလေအားလုံးကလည်းအေးပေါ့တမီးရဲ့အမတို့အားလုံးက main ကလေးတွေပဲပေါ့ဟိုမဆက်ပါနဲ့ပေါ့နော်အမတို့ကူပေးမယ်ပေါ့ပေါ်လို့ရှိရင်ဖုံးပေးမယ်ပေါ့ဆိုပြီးတော့မှအမတို့ဂျိုင်းတဲ့ခါကျတော့အမဟိုအတွင်းကတော့အမဝိတ်တယ်ဘောင်းမီပေါ့နော် အတွင်းကလည်းဘောင်းပြီးတော့အမောက်ွက်တယ်ဒါမဲ့တော့အပေါ်ဘရာဆရာကိုကြားတော့ဘရာဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောအနောက်ကလေးပါလေးရှိုက်တာပေါ့နော်အဲ့လိုအစုံပုံက၄၅၁၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီးပေးရတာပေါ့ပေးလိုက်ပြီးတော့တော့အမောက်မေးတယ်မေးတယ်တကယ်ပေါ့နော်ဟိုဒီနိုင်ငံကနေပြီးတော့မှကိုယ့်ရဲ့ moral career ကိုရှေ့ဆက်ချင်တယ်ဆိုလို့ရှိရင်မင်းတယောက်တည်းသွားရမှာတဲ့။သွားနိုင်မှာပေါ့။ဆိုတော့အမစဉ်းစားလိုက်တယ်။အမတော်တော်လေးကြောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့အမရဲ့အဖေအမေတွေကိုလေအမထားခဲ့ရမယ်ကွာတိလာပြီးတဲ့အခါမှာအမချစ်တဲ့တငယ်ချင်းတွေမိဆွေတွေအမရဲ့ဟိုဘယ်လိုပြောမလဲဟိုအပေါင်းအသင်းတွေနဲ့ career ကြီးတစ်ခုလုံးကိုထားခဲ့ရပြီတရားပြတ်ခုမှာ start from the bottom ပေါ့နော် from the scratch အစအနေပြန်စရမယ်ဆိုတဲ့အမအရန်ချောက်တယ်တုံ့လောက်သွားလေဟိုငါမလုံးပိုင်လောက်ထင်တယ်လို့ဘာဖြစ်လို့လဲဆိုတော့ဒါမျိုးကဟိုတခုခုဖြစ်ခဲ့လို့ရှိရင်လည်းဘသူ့ကိုအကူအညီတောင်းအောင်မှန်းလည်းမသိဘူးကို့မှာဆွေမျိုးနှီးဆက်တဲ့ဟာလည်းမရှိဘူးလေမရှိတဲ့ခါကျစဉ်းစားတာပေါ့နော် ကျမမလောက်ရဲဘူးလို့တယောက်ခဲသွားမယ်ဆိုတော့ကျမအစင်မပြေလောက်ဘူးထင်တယ်လို့အမေတို့အတိုင်းမလောက်ဘူးမယ်လို့အဲ့လည်းအမကအမေတို့ပြောပြတာကတော့အဖေနဲ့အမေတို့ဒါပေမဲ့အမအဖေနဲ့အမေတို့အမကသူတို့အဲ့လိုမျိုး nude နီးပါးရိုက်တယ်ဆိုတာမျိုးတော့အမမပြောပြလိုက်ဘူးဘာဖြစ်လို့ဆိုတော့အမရှက်လို့ပေါ့နော်ရှက်လို့ဆိုတော့အဖေလည်းရှိတယ်အမေလည်းရှိတယ်ရှေ့မှာတော့အဲ့လိုမျိုးကို့မြန်မာယဉ်ကျေးမှုကြလည်းမပြောချင်ဘူးကိုကအဲ့လိုတုံးလုံးနီးပါးရိုက်ခဲ့တယ်ဆိုတော့ဒါကတော့ तू ကတော့အလောက်ကန်းအရရိုက်ရမယ်ဆိုလို့အမရိုက်ခဲ့တာဟုတ်ဆိုတော့အဖေတို့တမီးကလို့ဟိုပဲရစ်ကိုပေါ့နော်ပြင်သစ်ကိုသွားရမှာလို့အဲ့ဒါလို့ တကယ်လို့ဒီအလုပ်ကိုလက်ခံမယ်ဆိုရင်ဘယ်သူမှလိုက်လို့မရဘူးလို့ပြောတယ်လေပြောတော့အဖေကအမေရောအဖေရောစိတ်ပုံသွားတာပေါ့နော်အမေကိုကြည့်တော့အမေကစိတ်မကောင်းဖြစ်တယ်တမီးရဲ့မသွားပါနဲ့ပေါ့နော်ဒီမှာလည်းတမီးလှုပ်နေတမီးရဲ့ပရိသတ်နဲ့တမီးရှိနေတာပဲပေါ့အမေတို့လည်းအရန်ကြီးကိုဒီလိုမျိုးစားရမယ်တောက်ရမယ်လည်းမဟုတ်တဲ့အတွက်ကြောင့်ဒီအဖေရှာလေးလာစားနေအဆင်ပြေပါတယ်တဲ့ဟို မချမ်းသာသွားရင်တော့မှကွာဟိုစားနိုင်တောက်နိုင်နေဆိုရင်တော်ပြီပေါ့တဲ့ဟိုတမိလိုက်ကရီယာလေးတစ်ခုဒီမှာရှိနေရပဲဆိုတော့အဲ့ဒါအမှမှလည်းဆုံးဖြတ်လိုက်တယ်အော်ငါလည်းငါပေမျိုးလှုပ်ကျွေးနေရပဲဟလာကိုလည်းအနာရှိမှလည်းအမေဖေကိုကြည့်နိုင်ပါလေဆိုတော့ကိုဟိုရောက်သွားရင်ဘာဖြစ်မလဲဆိုတော့မသိနိုင်ဘူးပေါ့နော်အမေကလည်းပြောတယ်ကိုရောက်သွားရင်နေပြက်စီးသွားရင်ဘယ်လိုလုပ်မလဲဟလာဆေးသုံးသွားရင်ဆေးဆွဲသွားရင်တရားရောက်ကဖြက်စီးလိုက်ရင်ဘယ်လိုလုပ်မလဲဆိုတော့မသွားပါနဲ့ဆိုတော့အမှမသွားတော့ဘူးဆိုဆုံးဖြတ်လိုက်ပြီးတော့မှအဲ့အမျိုးတမျိုးပြန်ပြောလိုက်တယ်ငါလို့မသွားပြစ်တော့ဘူးလို့ဘာကြောင့်လဲဆိုတော့ငါအဖေမျိုးလည်းငါမထားခဲ့နိုင်ဘူးလို့ ငါကန်တတိလေးတွေကပဲငါကြီးကြီးပဲလောက်တော့မယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲမစွန့်စားချင်တော့ဘူးအဲ့လိုမျိုးလေးသူ့ကိုပြောလိုက်တာပေါ့ပြောလိုက်တော့တိတ်မကြဘူးသူနဲ့အမနဲ့ဆက်သွယ်လည်းမရှိတော့တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့အမသူနဲ့ဆက်သွယ်မရတော့ဘူးပေါ့နော်အဲ့နဲ့သူနဲ့ဆက်သွယ်ပြတ်သွားတာပေါ့ပြီးတော့နောက်ပိုင်းလည်းသူတို့လည်းအဖေနဲ့ဆက်မဆက်မတင်ပြတ်တော့ဘူး၃လလောက်ကြာတော့ပြောင်းသွားတယ်လို့ပြောတယ်ဟုတ် ဟုတ်ကဲ့အဲဒီလိုမျိုးပါဝင်နေတဲ့အပေါ်ပေါ့နော်တကယ်ဖြစ်ခဲ့တာတွေကိုတရားမသိပဲနဲ့အဲအမအကြောင်းနဲ့ပတ်သက်ပြီးအဲကောလာဟလာပြောဆိုမှုတွေကိုတွေ့ရပါတယ်အဲဒီကောလာဟလာပြောတာတွေကိုကြုံရတဲ့အခါဒီပေါ်မှာရောအမဘလို့သဘောထားပါသလဲရှင်ဘလို့သဘောထားလဲဆိုညီမရေဆဆချင်းရတော့တော်တော်လေးကို shock ရတာပေါ့နော်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်တယ်ဘာဖြစ်လဲဆိုအမတို့ ဘယ်လိုပြောမလဲအမရဲ့ဘဝမှာအမကဘယ်တော့မှအဲ့လိုမျိုးတွေခန္ဓာကိုယ်ရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလေနော်ပြီးတော့ဒီလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာမျိုးလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံကြီးနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေတခြင်းဆိုပြီးအိမ်တန်းပြန်လာမြန်မာနိုင်ငံမှာရှိသမျှစပွန်ဆာပေးရတဲ့လူတွေကိုဘယ်ဘယ်ရောက်ရှိမှန်းတော့အမမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်လာစပွန်ဆာယူဖို့နေနေတတအဲ့လိုလူအကြီးကြီးတွေ VIP တွေနဲ့ပတ်သက်ဖို့ကဝေးလာဝေးกว่าတိလားအိမ်နဲ့အလုပ်နဲ့လည်းရှိတာဆိုတော့ဒီလိုလူမျိုးကိုဝိုင်းပြီးတော့မှ အမရဲ့ရုပ်အသွင်ပြင်ကိုကြည့်ပြီးတော့အမကိုပြောကြတယ်ဆဲကြတယ်လှောင်ကြတယ်ကွာအမရဲ့ရင်ဖွဲ့တဲ့အဆောင်ရာအဓိကသူတို့အတွက်မဖြစ်ဖ ೇನೆ မှာအမရဲ့ဟိုဘယ်လိုပြောမလဲ personal ကိုကြည့်ပြီးတော့အမ appearance ကိုကြည့်ပြီးတော့အမရုပ်အသွင်ပြင်လက္ခဏာကြည့်ပြီးတော့ဘိုင်းတိုက်ခိုက်ကြတယ်လေပိုဆိုးတာအမတော်တော်ခံစားရတယ်ဟိုလူဆိုတော့အချိန်တိုင်းချောင်းမနေဘူးကွာအမလည်းပြောအမဒီရဲ့ဘိုင်းနေဆိုအမခါရမ်းတာပြီးတော့ပိုးသက်စီတောက်ရတယ် သူကခလေးတောက်ရောင်းနေဆိုတော့ခလေးအသေးလေးနဲ့ညဆိုမအိပ်ဘူးမအိပ်တဲ့ခါကျတအားပင်ပန်းလာပေါ့နော်အဲ့တော့မအမျက်အိပ်တွေကျရဲပြီးတော့ဖောတယ်ချောင်းနေပြီးတော့မလေးပါနာလည်းရှိရခါကျတော့ဒီမှာရာသီပြီးတော့တအားအေးတဲ့ခါကျတော့မအဆင်မပြေဘူးပေါ့နော်ဟိုမနေ့ကဒီမှာ struggle လုပ်နေရဒါပေမဲ့ဒါတွေကိုလူတွေကမသိဘူးမမက stress တွေလည်းမျိုးစုံရှိရကွာမိသားစု stress တွေဟလာဟိုကပေးတဲ့ stress တွေကပေးတဲ့ stress ဒါပေမဲ့တို့ပမာတွေရဲ့ဘယ်လိုပြောမလဲထုံးစံအတိုင်းပေါ့ကိုမျက်နှာကို profile comment မှာမမြင်ရင်ဝင်ဆဲလိုက်မယ်ဟဲ့ ဝင်ပြီးတိုက်ခိုက်လိုက်မယ်ဟဲ့သူ့ကိုဘလို့အပုတ်ချလိုက်မယ်ဟဲ့မကောင်းပြောလိုက်မယ်ဟဲ့ဆိုတဲ့လူတွေက80ရာခိုင်နှုန်းရှိနေကြတဲ့အခါမှာသတင်းမီဒီယာတစ်ခုကလည်းသူတို့သတင်းဖြစ်ရေးပဲတင်လိုက်တဲ့အခါကျတော့ပြောချတာပေါ့နော်ကိုကတော့ကိုယ့်ရဲ့ဘဝအတွေ့အကြုံမျိုး sharing လုပ်လိုက်ပြီးမယ်တင်ကန်းစာသူတို့အတွက်မရသွားတဲ့အပြင်ကိုဒီအောင်စိတ်ဝင်စားလို့လူတယောက်ကိုဟဲ့ဒီကောင်မရုပ်ဆိုးလိုက်တာညို့များနှားရင်တို့ဘယ်သူကပြောလို့တော့နင်းမျက်ခွန်းနဲ့ဆိုတော့အဲ့လိုခါမျိုးတွေကပို့ပြီးတော့မှအမတိုက်ခိုက်တာပေါ့နော်အမကတော့ပြဿနာတော့မရှိဘူးဘာမှမဖြစ်သွားပြီးမယ်ဒီလို့ပြောတဲ့ဟာကြီးက ဟိုဘယ်လိုပြောမလဲလူတရားပဲဖတ်တာမဟုတ်ဘူးလေနော်တကဘာလုံးမှာရှိတဲ့အမရဲ့မိတ်ဆွေတွေအမအတိမိတ်ဆွေတွေနိုင်ငံသားတွေဟာလာအကောင်မောဖတ်တဲ့ခါကျတော့အိုးမြန်မာဆိုတော့ဒီလိုမျိုးလားကိုယ့်ရဲ့ဟိုအနုပညာရှင်တယောက်ကဒီလိုအချက်တဲချောက်သွားတဲ့အချိန်မှာတော့မဘိုင်းမီထိုးနေကြတာအချင်းချင်းပါလားဆိုရင်ဟာလေးကိုဒီနိုင်ငံသားတွေမြင်သွားတာပေါ့နော်ငါတို့ကတော့ညို့ဖေးဖေးမမနဲ့နေအခုလိုဖြတ်တန်းခဲ့တဲ့ဟာကိုငါတို့က support ပေးနေတဲ့အချိန်မှာနေ့ရဲ့နိုင်ငံသူတွေနိုင်ငံသားတွေကဟိုစဉ်းစားညံမဲ့ဆိုတဲ့ဒီအဖြစ်ပြက်ပုံမှာ ဟိုသင်ခန်းစာမယူပဲကိုကြေးမစာပဲနဲ့ဗျမိန်းမတရားကိုဝိုင်းပြီးတော့မှအသင်ပြင်ကိုချိန်ပြီးထိုးနှံနေလိုက်တာဘလို့လူတွေလဲခန်းစားရခန်းစားချက်မဲလိုက်တာလောက်ရလိုက်တာဆိုတဲ့ခါမျိုးတွေဆိုကိုကပို့ရှက်တာမှပိုရှက်တယ်ပိုလဲခံစားရတယ်ကို့လူမျိုးတွေတကူကပိုခံစားရတာပေါ့နော်အမရဲ့အထက်ကညီရွယ်ချက်ကဒီလိုပြောပြလိုက်ရတဲ့အချိန်မှာအမတိတ်ပြီးဂုံယူနှုံးလို့လည်းမဟုတ်ဘူးပြောပြလဲအမအတွက်ကောင်းမနေဘူးကွာတိတ်လားအမကိုယ်တိုင်ကမှဒီလိုအီးမေးလ်ကြီးထွက်လာတာကမှမယုံနိုင်အောင်ဖြစ်ရတယ်ဘာကြောင့်လဲဆိုအမဒီ intention ကအရန်ကို ဖြူစင်နေကွာတိလားကိုယ့်ရဲ့အလုပ်ကိုင်း career တခုနိုင်ငံခြားမှာ modeling သွားလုပ်ဖို့အတွက်ဆိုရစိတ်နဲ့အမထားအောင်ရိုက်ပေးခဲ့တာဒါပေမဲ့အခုလိုမျိုးကြီးဟို Jeffrey Epstein နဲ့တခြားအဲ့လို model agency ကလူတွေနဲ့ကပေါင်းပြီးတော့မှဒီလို VIP တွေပေါ်မှာအမရဲ့ဓာတ်ပုံမျိုးရောင်းစားနေတယ်အဲ့လိုလူကုန်ကူးနေရဆိုတာအမသိလိုက်ရတဲ့အချိန်မှာအမ shock အရန်ရတယ် ဘာဖြစ်လဲအမအခုချိန်မှာအမတမီးလေးနေနေအမဘဝလေးစိတ်နေနေတာကွာတိလားတော်ဒါအမရဲ့ image ကိုအရန်ထိခိုက်တယ်ဆိုတော့အမကလည်းကားနေနေမှာလူတစ်ခါရဲ့ဆဲတာကိုခံရတယ်လူတစ်ခါရဲ့အဖြစ်ပြောတာခံရတယ်မိခင်တရားနေနဲ့တာသမီးကိုဘယ်လိုပြောမလဲကိုကပြုစုပြုထားနေတဲ့ချိန်မှာဒီလို comment နေရှားထဲမှာအမကိုဘယ်လောက်ထိစိတ်တက်အရာကိုဟိုဆုံဆုံမြောက်အောင်အမစိတ်တက်ချအောင်လှုပ်လိုက်တဲ့သဘောပဲပေါ့နော်ဒီ comment နေကဆိုတော့ဒါအမရဲ့ ကပီးရအတွက်အများကြီးထိခိုက်တာပေါ့နော်ဒီသတင်းတက်လာတာဒါပေမဲ့အမအခုချိန်မှာလည်းအမရှင်းပြနေတယ်အမစိတ်ကိုအရှိန်ဆုံးထားပြီးတော့မှစိတ်ကိုအထင်ကြီးဆုံးထားပြီးမှရှင်းပြတယ်ဆိုတာကလေမြန်မာနိုင်ငံကလူငယ်တွေအဲ့လိုမျိုးကြားဖြန့်လေးလူလိန်တွေရဲ့လက်ထဲမှာဘဝတွေမပြတ်သွားအောင်လို့ပြတ်သွားတဲ့လူတွေရှိနေတယ်ဒီလိုလူတွေကိုကိုချင်းစာနိုင်အောင်လို့ဆိုရဲတင်ကန်းစာလေးနဲ့အမအမရဲ့ကိုကိုတွေ့ experience ကိုရှင်းပြပေးတာပေါ့နော်ဒါတွေနားလည်ဖို့ဆိုတာက လူတိုင်းကတော့အမနားလည်မှာမဟုတ်ဘူးဒါပေမဲ့တကယ်စဉ်းစားဉာဏ်ရှိတဲ့လူတကယ်ကိုချင်းစာစိတ်ရှိတဲ့တို့မြန်မာလူမျိုးတချို့တော့ဘက်အတွက်တော့ထိရောက်သွားတယ်ဆိုရင်အမချိန်နဲ့ပါလေအမပြောခဲ့သလိုပေါ့နော်ဒီကိစ္စတွေမှာအမဟာမသိလိုက်ပဲနင်နာခဲ့ရတာဖြစ်တယ်အအမပြောခဲ့တဲ့အထင်မှာဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့လည်းဒီနေဆက်မှာရောင်းစားခံရတဲ့ကိစ္စတွေကိုလည်းပြောသွားတဲ့အခါမှာပေါ့နော်အဲဒီလိုမျိုးမသိလိုက်ပဲနင်နာခဲ့ရတဲ့ဒရီနဲ့နင်နာဒရီနဲ့ပတ်သက်ပြီးအမဘယ်လိုမျိုးအကြံပေးခြင်းမှာတလဲရှင့် ဆက်ပြီးလဲဆိုတော့ဒီအမမြန်မာနိုင်ငံမှာကွာတလားမီဒီယာတွေကထားပါတော့เนาะတခုခုတင်ပြီးဆိုလို့ရှိလို့ရှင်ခေါင်းစဉ်တက်တာကဒီလူတယောက်ကိုကြည့်ချင်လာအောင်ဆိုပြီးတော့မှ ဟိုဘယ်လိုပြောမလဲအထိတ်တယ်မရှိတဲ့ခေါင်းစဉ်တွေတက်တယ်ပေါ့ဒီလိုတရားကိုစော်ကားပြီးတော့မှလူစိတ်ဝင်စားအောင်လုပ်တာတွေတအားမားတယ်မီဒီယာအက်သစ်မရှိဘူးပေါ့နော်အမအဲ့ဒါအရင်ဆုံးပြောချင်တယ်အခုလိုမျိုးကြားဖြန့်လို့မြပြင် online ကနေငွေလိမ်စားတဲ့လူတွေအများကြီးရှိတယ်ဒါတွေကိုပြည်သူတွေကိုနားလည်အောင်ပညာပေးချင်တယ်ဒီတဲ့တွေကိုမျှဝေချင်တယ်ဆိုလို့ရှိရင်စစ်မှန်သောစိတ်ဝင်စားခြင်းဖြစ်အောင်လို့အရင်လုပ်ရမယ်လူတရားကိုခုတော့လုပ်ပြီးဒီလူတရားကဟာတဲ့တွေတစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူကို လူတွေကတိုက်ရိုက်စော်ကားလာတဲ့ခေါင်းစဉ်မျိုးမဟုတ်ဘဲနဲ့တင်ပြပုံတင်ပြနေရအဆဟလာလူတယောက်ကိုကိုချင်းစာနာတဲ့စိတ်နဲ့လူတယောက်ရဲ့ဘဝကိုဟိုချပြတဲ့သတင်းဌာနမျိုးဖြစ်ကြမယ်သတင်းပေးတဲ့ဟာမျိုးဖြစ်ကြမယ်အဲ့လိုမဟုတ်ဘဲနဲ့မှလူစိတ်ဝင်စားအောင်လူခေါင်းစဉ်တစ်ခုကိုဆွဲတက်လိုက်ပြီးတော့မှချပြတဲ့အကြောင်းများလူစိတ်ဝင်စားကြမကားဘူးဆိုလို့ရှိရင်အမားတို့ပဲဟို victim တွေက blame ခံရတာကွာပြောခံရတာဒီလားအမားတို့လို survivor တွေအနေနဲ့က ခုတ်ထက်အများကြီးဘဝတွေအဖြစ်ဆိုးရတဲ့လူတွေအများကြီးရှိတယ်။ဆိုတော့ကိုမဖြစ်သေးသေးဖြင့်ဒီလိုလူတွေကိုလှောင်နေမှာလား။ကိုမခံစားရသေးဖြင့်ကိုမထွက်တုံမသေးသေးဖြင့်ဒီလိုလူတွေကိုအဖြစ်ပြောနေမှာလား။အဲ့ဒီစိတ်ဓာတ်ကိုလည်းအမမြင်မှပြည်သူတွေကိုလည်းပြင်ဆင်ခြင်းနဲ့ဒါအမနိုင်ငံခြားရောက်သွားလို့စကကြီးစကကြီးပြောတာတော့မဟုတ်ဘူး။ဒီမြန်မာနိုင်ငံကလွယ်လို့တခြားတော်တော်များများဒီအနောက်နိုင်ငံတွေရောနိုင်ငံခြားသားတွေတော်တော်များများအဲ့လိုမျိုး survivor ဖြစ်သွားတဲ့လူတွေ victim တွေကိုလေတအား support ပေးကြတယ်။သူတို့ရဲ့ဘဝတွေသူတို့ရဲ့ trauma တွေကို ဒီလို sex offenders တွေနဲ့ပတ်သက်လို့ပေါ့နော် human trafficking လောက်ခံရတဲ့လူတွေဟာ sex နဲ့ပတ်သက်လို့ abuse လောက်ခံရတာအဲ့တော့သူတို့ကသူတို့ယုံကြည်မှုမရှိတော့ဘူးအားငယ်တယ်သူတို့ကဘသူ့ယုံမှမမသိတော့ဘူးပေါ့နော်သူတို့ဘဝတစ်ခြားလုံးကအစိတ်တွေကုန်ခဲ့တယ်မကောင်းမှုတွေနေပြီဒါတွေကိုကိုချင်းစာမဲ့လူမရှိတဲ့အခါမှာအဲ့လူတွေသူတို့ကသူတို့တော်တော်ခံစားရတယ် အပယ်လူပေါ့နော်အပေါ်လူလိုဖြစ်သွားတာဘဝပယ်ခံရတယ်လို့ပဲအဲ့ခါမျိုးမဖြစ်သင့်ဘူး community တွေကဆွဲခေါ်ပါမယ်ဒီအနောက်နိုင်ငံမှာဆိုဒီလိုတွေကပြန်လဲ edition တန်ဖို့အတွက်အထိုက်ကြီးအများကြီးယူရတာ processing တွေအများကြီးရှိတယ် healing တွေပြန်လုပ်ကြတယ်ဒီလိုသူတို့ရဲ့စိတ်ကြမ်းမှာရင် mentally အရာ emotionally အရာသူတို့ခံစားရတဲ့အရာတွေအားလုံးကိုကိုချင်းစာနာစိတ်နဲ့ comment လေးတစ်ခုပေးလိုက်ဖို့ကိုချင်းစာနာစိတ်နဲ့ဟိုဘယ်လိုပြောမလဲအားပေးလိုက်ဖို့ဝင်လင်းနေကြတဲ့ ကောမန့်တွေတွေ့ရတဲ့အခါမှာအားကိုအမမြန်မာပြည်သူတွေအတွက်ရှင်လေးမိတယ်ဆိုစိတ်လည်းမကောင်းပေါ့နော် Jeffrey Epstein နဲ့ဒီဒီအရှုပ်တော်ပေါ်မှာကိုယ့်ရဲ့နာမည်ပါလာလို့မမဟုတ်ပါဘူး ဒီတခြားအပြင်မှာကိုယ့်ထက်ဘဝဆိုးပြီးတော့မှရောင်းစားခံရတဲ့ကလေးတွေရှိမယ်။ချားပြရတယ်ငွေလိမ်သွားလို့ဘဝတွေပြတ်သွားတဲ့လူတွေရှိမယ်။လူလူလူချင်းမစာနာဘဲနဲ့မှကိုလက်အင်္ကာတွေရောင်းစားခံရတာတွေဟဲ့လား။ဟိုငွေချင်းလိမ်လေသွားလို့ဘဝတွေပြတ်သွားတဲ့လူတွေငငယ်ရွယ်နဲ့အကျိုးရေးပြတ်သွားတဲ့လူတွေဟိုအနောက်ပေးမယ်ပြောပြီးတော့မှရောင်းစားခံရတဲ့လူတွေဒါတွေဟာသူတို့ကပျော်လွန်းလို့ဒီဟာတွေလက်ခံခဲ့ကြတာမဟုတ်ဘူး။ဒီလိုလူလိမ်တွေကနေရအနှံ့မှာရှိတယ်။မြန်မာနိုင်ငံမှာမဟုတ်ဘူး။နိုင်ငံတိုင်းနိုင်ငံတိုင်းမှာအိန္ဒိယမှာလည်းရှိတယ်၊ဂျပန်မှာလည်းရှိတယ်၊ကိုရီးယားမှာလည်းရှိတယ်၊အမေရိကမှာလည်းသူတို့လှမ်းလိမ်ကြတယ် ်ဆိုတော့ဒီလိုမျိုးကြားပြလို့မျိုးလူလိမ်အဖွဲ့ကြီးဆိုတာကဒီတလန်းနဲ့မရနောက်တလန်းနဲ့လိမ်ပါပဲအဲ့တော့ကိုသားသမီးလေးတွေရဲ့ဟာလားဖုန်းတွေဘာတွေကိုမြင်ငင်ကြီးစစ်ကမဲပြီးတဲ့ခါကျလူတိုင်းနဲ့ကိုသားသမီးတွေကိုလွယ်လွယ်ကူကူထွက်ထည့်ပေးလိုက်လို့မရဘူးဟာလားလမ်းထိတ်ထွက်တာအစစိုက်သားသမားနဲ့ထည့်ပေးလိုက်တာမျိုးလို့တိုက်စီသမားနဲ့ကျူရှင်ပို့လိုက်တာဒီဓာရီကတအားကိုအန်နေရများတယ်လူလိန်ဆိုတာဂျိုးမပါဘူးလူဟောင်းနဲ့လူလိန်ကိုအမတို့ ချက်ချင်းခွဲခြားလို့မရဘူးသူ့ရဲ့လုပ်ရက်ကပေါ်လာမှသိရတယ်အဲ့တော့အမတို့ကကြိုတင်ပြင်ဆင်မှုအနေနဲ့ online မှာပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရန်သတိထားပါကိုယ့်ရဲ့ bank account တွေပေးတာမျိုးတွေဟဲ့လားကိုယ့်ရဲ့ကိုရေးရာစုအချက်လက်တွေအပြည့်စုံပေးလိုက်တာမျိုးတွေကအရန်ပုံမှန်အန်တရာများတယ်ဆိုတာမျိုးအမတို့ပညာပေးတဲ့ဟိုအချက်လက်တွေကိုထိထိရောက်ရောက်ပေးရမယ်ဟိုတတိယအဖြစ်နဲ့ကြေညာနေမယ်ဆိုရင်တော့လူတွေကကြော်သွားမှာပဲဒီချားဖြတ်နဲ့ပတ်သက်လို့သတင်းပေါင်းပြပြဆိုနိုင်ငံတကာမှာတက်နေတယ်မီဒီယာဘိုင်းမှာတက်နေတယ်ဒါပေမဲ့လူတွေ မြန်မာနိုင်ငံလူတွေတယောက်မှစိတ်ဝင်စားဘူး။ဘာဖြစ်ဆိုကိုမခံရသေးသေးဘူး။ခံရလို့ဒီ survivor အနေနဲ့ပြန်လာလို့ရှိရင်လည်းအဲ့လူတွေကလူရသွင်းရမခံရတော့မြန်မာပြည်မှာဆိုရင်လေ။ဘာကြီးတုံးပယ်ချင်လိုက်ကြတာဟာနေရတော့ဟိုလူတကာနဲ့ဟိုဘယ်လိုပြောမလဲဘဝပြတ်ထားတဲ့လူဆိုပြီးတော့လူပါမောင်းနေချင်ပလိုက်တာဒီလူတွေကိုဖေးကူမဲ့အစားဘေးကိုဖယ်ထုတ်လိုက်တာကွာအဲ့တော့ဒီလူတွေဟာအသက်ရှင်နေစဉ်အတွင်းမှာလေလူတွေရဲ့ ဖိမပူချင်တာမှုမရဘူးအဲ့တော့ဆူဆိုက်လုပ်တာဒါမျိုးတွေဖြစ်လာတာပေါ့နော်ဆိုတော့ထွက်ပေါက်မရှိတော့အဲ့တော့အမားတို့တွေကဟိုဘယ်လိုပြောလဲဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်လည်းဖြစ်တယ်အဲ့တော့ဖခင်ရဲ့ဓမ္မတရားတော်တွေထဲမှာတရားနဲ့တရားချစ်ဖို့ပဲမှာကြတာတရားမျိုးတရားအဖြစ်ဖြစ်လာလို့ရှိလို့ရှိရင်အဲ့လူတရားကိုထိုးနှိုက်လိုက်တာမျိုးတို့ ဟိုဖယ်ချင်လိုက်တာမျိုးတွေကဖះရဲ့စာမှာပြမထားဘူးဒါဘဲဘာကားမှမဆိုမပြထားဘူးတို့ဗုဒ္ဓဘာသာထေရဝါဒနိုင်ငံဆိုတာကအရန်ကမှရင်ကျင်းသောနိုင်ငံဆိုပြီးလူသိညားတာဒီနော်ဆိုတော့ဒါကြီးကိုအပေါ်ယံအဖြစ်နဲ့အတော့မချနေနေမှာတကယ်ကိုကိုရောက်စိတ်ပါလိုလိုလားလားနဲ့ဒီလိုမျိုး abuse လုပ်ခံရတဲ့လူတွေဟလာဒီလို sex မှာ human trafficking လုပ်ခံရတဲ့လူတွေရောင်းစားခံရတဲ့လူတွေအားလုံးရဲ့ဟိုကိုစားကိုက common လေးနဲ့ပဲဖြစ်ဖြစ်ဟလာဟိုနှုတ်ဤဆောင်မှာခြေအားဖြင့်ဖြစ်ဖြစ် အကြံဉာဏ်လေးဖြန့်ဝေပေးလိုက်တာမျိုးလေးတွေကိုလေးလေးဆဆလေးနဲ့မှသတင်းလေးတွေနားထောင်ပြီးပြီးတော့မှ personally ကိုယ့် appearance ကိုတိုက်ခိုက်မဲ့အစားဒီလိုမျိုးလေးတွေဟိုဘယ်လိုပြောမလဲစိတ်လေးဝင်စားစွာနဲ့သတင်းလေးတွေဖြန့်ပေးမယ်ဆိုရင်ပုံမကားဘူးလားပေါ့နော်အမကတော့အဲ့လိုမျိုးပြောချင်တယ်တို့မြန်မာပြည်လိုမျိုးအသိပညာနည်းတဲ့မီဒီယာကိုကိုဘယ်လိုပြောမလဲအတင်းတက်ပြောရုံလောက်နဲ့တုံးနဲ့လူတွေဟာအယံအန္တရာယ်များပါတယ်သိလားပြီးတော့မီဒီယာကို အတင်းတက်ပြောဖို့လောက် post တင်တဲ့ဟိုဘယ်လိုပြောမလဲလူနဲ့ comment မှာအတင်းပြောဖို့လောက်နေပြီအမတို့အသက်ရှင်နေမယ်ဆိုလို့ရှိရင်တကယ်ဒီလိုမျိုးလုံကုန်ကူးခံရလဲရတဲ့အခါကြလို့ရှိရင်ဘယ်သူမှကယ်လို့မရတော့အဲ့တော့အဲ့လိုမျိုးတွေမဖြစ်ခင်မှာတည်င်းတစ်ခုကြားလို့ရှိရင်အဲ့ဒီတည်င်းကိုစိတ်ဝင်စားစွာနားထောင်မှဒီလူတယောက်စေတနာနဲ့ကြောက်ပြနေတာတွေကိုစော်ကားပြီးတော့မှ comment တွေပြောနေမဲ့အစားအော် तू ကတော့သူ့ရဲ့ဘဝအခြေအနေလေးအကြောင်းကိုတိတိကျကျရှင်းပြနေတယ်သူခင်ဗျာလဲ तू ဘယ်လောက်ကြီးဟိုတိခါတွေကြာသွားတယ်လဲမဟုတ်ဘဲနဲ့ပြောခံရတယ်ဟလာဟိုဟိုအမဆိုဘယ်လောက်ကြီးအခြေအနေဆိုးလဲဆိုအမအောင်ဆိုဘိုင်းပြတာဟဲ့အဲ့ကောင်မပြည့်စံမပါတို့အမလီကန်ကောင်းတာပေါ့လို့ဒီလိုမိမနဲ့ကွဲသွားလို့အဲ့လိုမျိုးတွေကွာတိလာဆိုအမရဲ့တိခါလဲဒီ အီးမေးလ်လေးတစ်ချောင်းနဲ့အမဆောင်းဆောင်းမြုပ်သွားတယ်အမဘဝမှာလေဆိုတော့အမလည်းဘာမှလည်းမဟုတ်တာလေသူတို့နဲ့ဆက်ဆက်တာလည်းမရှိဘူးဒါပေမဲ့လေလူတွေဟာကောင်းမြတ်လေးတစ်ချောင်းဟိုပုတ်စီတစ်ခုမြင်လိုက်တာနဲ့အာဒီလူကိုဆဲမယ်ဟာဒီလူရဲ့တစ်ခါကိုချမယ်ဟာဒီလူကိုဘယ်လိုပြောလိုက်မယ်ဆိုတဲ့ဟာလေးပဲတွေးချသလားတိထက်ဟိုဘယ်လိုပြောမလဲစိတ်ချမြင့်မြင့်ကလေးနဲ့ညာ မတွေးနိုင်တော့ဘူးလားဟာလားဒီမကောင်းတဲ့အတွေးအပြေတခြားကောင်းတဲ့ positive vibe ကိုဒီလိုကိုချင်းစာပြီးမတွေးနိုင်ဘူးလားဆိုတော့မြင့်မားတဲ့စိတ်ကလေးကိုအမှရှိစေချင်တယ်မြန်မာတိုင်းကိုဆိုတော့တချို့ရင်ရှိကြတယ်အသိပညာတတ်တဲ့စာတတ်တဲ့ပေတတ်တဲ့လူတွေရှိကြတယ်ရိုးသားတဲ့လူတွေရှိကြတယ်နားလည်ပေးတယ်ဒါကိုလက်တွေ့ဖြစ်မှာမဟုတ်ဘူးเนาะဒီဘဝကိုထောင်စားခံရမှာမဟုတ်ဘူးဒီလိုတိတိလေးနဲ့အမှဆိုလွတ်သွားခဲ့တယ်ဒါပေမဲ့အမှစိတ်ပိုင်းဆိုင်ရာမှာ trauma ရတယ်အမရဲ့အပေါ်မှာ take advantage လုပ်သွားတာအမကို ကိုဘယ်လိုပြောမလဲအတုံးချသွားတာပေါ့နော်ဆိုတော့အမတစ်ခါလဲကြာတယ်ဒါပေမဲ့ကို့မြန်မာတွေအချင်းချင်းကမှကို့လူမျိုးချင်းချင်းကိုမကာကွယ်ပေးဘူး supporting မလုပ်ပေးဘူးဆိုရင်ဘယ်သူမှအမကို supporting လုပ်ပေးမှာလဲဘယ်သူမှအမယုံကြည်ပေးမှာလဲပေါ့နော်ဆိုတော့ဒါကြီးက long term လीနော်ဒီစိတ်ခံစားချက်ဒဏ်ရာကြီးရဆိုအမဆိုအခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲအမအရန်ခံစားရတယ်အမသားသမီးကိုလည်းအမစစ်စစ်မကြည့်ရဘူးကိုကမကောင်းတာမလုပ်ခဲ့ပေမဲ့လေဒီလိုတရင်ကြီးတက်လာတဲ့ခါမှာအမေကြီးဒါကြီးကအမှန်လားရင်ဒီ file ထဲမှာအမေနာမည်ပါနေတာဟုတ်လားရင်ဆိုရဲမေးတဲ့ခါကတို့မမလေးလို့ပေါ့ ချက်ချင်း decision ချလိုက်တာဒီလူကလူယုံမှာဒီလူကအပြည့်နဲ့စာဒီလူကမကောင်းတဲ့မိန်းမဆိုပြီးတော့ decision စောက်ပြချက်ချင်းချပြီးတော့ပြောထည့်လိုက်တာဒီလူကိုမစားနိုင်ဘူးဒီလူရဲ့နောက်ွယ်မသိဘူးဒါမျိုးတွေကမြန်မာပြည်မှာအရန်ဖြစ်တယ်အဲ့ခါကိုလေအမတော်တော်လေးခံစားရတယ်ပေါ့နော်ဆိုအမှန်တမ်းပြောတာဒါပေမဲ့အမစိတ်နဲ့မကြပါဘူးဘာဖြစ်လို့ဆိုအမရဲ့ဘဝရဲ့ကြွေးကြောင်ရတဲ့အရာကို အမပရိသတ်ကိုချပြနေဆိုတာကအမမဟုတ်တာမလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲဒါပေမဲ့အမမှလည်း trauma တွေအများကြီးရှိတာပေါ့နော်ဒီလိုကြားလိုက်တဲ့အချိန်မှာမမတော်တော် shock ပြရသွားတယ်အမတော်တော်တုံ့လောက်သွားတယ်ကိုလည်းဘာမှမလုပ်ခဲ့ဘဲနဲ့ကိုယ်တည်းလိုမျိုးကြီးစော်ကားခံရတယ်ဆိုတော့ဝိုင်းဆဲကြတာပေါ့အဓိကတော့ကိုကိုမီဒီယာနဲ့တစ်စင်ဒီ comment တွေနဲ့ကိုဖိအားပေးပြီးတော့မှကိုယ့်ရဲ့တစ်ခါကိုချတာပေါ့နော်ဒါကတော့အဆိုးဆုံးပေါ့လေဟုတ်ကဲ့ပါမအဲဒီလိုမျိုးကြုံလာရတဲ့အခါမှာအမဘေးမှာဘသူတွေကရက်တီပြီးတော့ခွန်အားတွေပေးခဲ့ပါတလေရှင် ိုကတော့ညီမလေးဘာလို့ပြောမလဲအမအခုချိန်မှာဆိုလို့ရှိရင်အမရဲ့နီးစပ်တော့အမသားသမီးတွေအမရဲ့အမျိုးသားပေါ့နော်ဆိုသူတို့ဆိုရင်အမကဒါအများကြီးအမကိုစိတ်ပိုင်းဆိုင်မှာ support ပေးချင် mentally အမ emotionally ကြ break down ဖြစ်တယ်ဟိုစိတ်စိတ်ထိခိုက်တာပေါ့နော်ဆိုရဲခါစားယောက်ျားရေငါမဟုတ်ပဲနဲ့ဆွဆွဲခံရတယ်ငါဝိုင်းဆဲဆိုင်ဆိုအကိုကတော့ပြောမီဒီယာဆိုတာကတော့တရေတစ်ခုရပြီဆိုရင်ဖွာမှာပဲပေါ့နော် ီးတော့မင်းကအမိန်ကလေးလက်ဖြစ်တဲ့အခါကျတော့မင်းကိုမနာလိုတဲ့လူမင်းရဲ့အောင်မြင်မှုမင်းရဲ့တာယာလေးနဲ့ပျော်ရွှင်နေတဲ့အခြေအနေကိုမနာလိုတဲ့လူတွေကလည်းအများကြီးစောင့်ကြည့်နေကြတာအဲ့ဒီအတွက်ကြောင့်မင်းကိုသူတို့ကကောမန့်ကနေပဲဆဲနိုင်တာတိလားသူတို့ရဲ့အစ်စင်ကကောမန့်ကနေပဲမင်းကိုအပြစ်ပြောနိုင်တာသူတို့မစင်စားဘူးသူတို့က profile အထုတွေနဲ့သူတို့သူတို့ရဲ့တက်ခါကိုသူတို့မစင်စားတာပေါ့လူတစ်ယောက်ကိုစော်ကားဖို့အတွက်မင်းက celebrity ဖြစ်တဲ့အတွက်ကြောင့်မင်းဒီထန်နေတော့ခံရပါမယ်မိမအပင်မြင့်လေးလေးတိုက်လေးပဲအဲ့ဒီအတွက်ကြောင့်မင်းတာကိုစိတ်နဲ့ကြံ့နေလို့မရဘူးမင်းတန်ပါပြနေရမယ်ပြီးတော့မင်းတာကိုတစ်ခု ကောင်းတာလုပ်လို့ရတာကမင်းကိုသူတို့ဘလောက်ပဲချုပ်ပိုင်းဆိုင်ရအရာစော်ကားစော်ကားမင်းတားကိုကောင်းနေမထက်နဲ့အဓိကမင်းရဲ့ရည်ရွယ်ချက်ကဒီလူတွေကိုကိုပြည်သူတွေကိုသင်ကန်းစာပေးချင်တယ်ကိုကြုံခဲ့ရတဲ့တွေ့ကြုံနဲ့ကိုမတရားခံခဲ့ရတာတွေကိုဘလောက်ပဲတိခါချချာကိုရဲ့ဟိုဘယ်လိုပြောမလဲဂုံပုတ်ကိုဘလောက်ပဲဆွဲချဆွဲချတဲ့ comment တွေတွေ့တွေ့ဖိမဘာမှပြန်မပြောနဲ့မင်းရဲ့အဓိကဟိုလောက်ရမယ်လောက်ကဒီလူတွေကိုပညာရအောင်ပြောပြရမယ်ဒီလူတွေကိုဟလာဟိုတိသွားအောင်ဒီလိုလူလိန်တွေရှိတယ်လူကောင်းတွေက လူလိမ်နဲ့လူကောင်းကဂျုံမပါတဲ့အတွက်ကြောင့်ခွဲခြားလို့မရဘူးဆိုတာလေးပြီးရင် online ကိုဟာလေးဟိုဘယ်လိုပြောမလဲ online ကနေဆက်သွယ်လာတဲ့လူတွေကိုကိုယ့်ရဲ့ကိုယ့်ရဲ့အချက်လက်တွေမပေးဖို့အတွက်မိသားစုကိုသူတို့ကိုသိအောင်လို့နားရဝင်အောင်လို့မင်းပြောရမယ်အဓိကမင်းအဲ့ဒါပဲလုပ်ပေးရမှာသူတို့မင်းကို personally ရတိုက်ခိုက်တာလေးမင်းရဲ့ခုံပုတ်ကိုမင်းကိုမုန်းလို့ jealousy ဆက်ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်အဓိကမင်းပေးချင်တဲ့ message ကိုမင်းရှာအောင်ပေးရမယ်အဲ့ဒီ message ကိုရအောင်ပေးမဲ့ media ကိုလည်းမင်းရှာရမယ်ဒါဆိုလို့ရှိရင်အနည်းဆုံးတော့မင်းပြောရမှာကွာဟာလာဒီ emotionally mentally ဖြစ်နေတဲ့ ထရမ်ပါကပြန်ပြီးတော့မှ healing ဖြစ်လာလိမ့်မယ်ပေါ့နော်သူတစ်ပါးကလည်းကိုကကောင်းတဲ့အရာလေး sharing လုပ်ပေးလိုက်တဲ့အတွက်ကြောင့်လူတွေလည်းဆင်ခြင်ပြီးသွားမယ်တန်ဝေကရသွားမယ်လောက်ခဲ့လို့ရှိလို့ရှိတယ်ဒီလူတွေကအားမငယ်ပဲနဲ့မှအဲဒီ survivor တွေ victim တွေအားမငယ်ပဲနဲ့မှပြန်ပြီး healing ဖြစ်လာမယ်ကိုကကိုပြန်ပြီးကုစားလာနိုင်မယ်ပေါ့နော်ဒီလိုမျိုးတက်ပဲမင်းအသက်ရှင်သွားရမှာပဲမင်းကမကောင်းတာလုပ်ခဲ့တာမှမဟုတ်တာအဲ့ဒီတော့ကျမင်းကဘာမှလည်းရှက်စရာမလိုတိတ်ငယ်စရာလည်းမလိုဘူးအဲ့လိုမျိုးဖြစ်ခဲ့တဲ့ main player တွေကိုလည်းမင်းကရှက်စရာမဟုတ်တဲ့အကြောင်းဒါဟာကိုကမတရားခံခဲ့ရတာဖြစ်တဲ့အကြောင်းကြောင်းစားခံခဲ့ရတာဖြစ်တဲ့အကြောင်း ကိုကလှုပ်ချင်လုံးလုံးမလှုပ်လှုပ်လှလှလှုပ်ခဲ့တာမဟုတ်ဘဲနဲ့ကို့ကိုရောင်းစားသွားတာဖြစ်တဲ့အတွက်ကြောင့်မင်းတို့မှာအပြစ်မရှိဘူးဆိုတာမျိုးကိုအမဆပ်ပုတ်ပေးနိုင်တယ်မိမဖြစ်ရမယ်ဆိုတဲ့အကြောင်းအမအမမျိုးသားအမအမြဲတမ်းပြောပြတယ်အဲ့လိုဆိုအမအများကြီးခေလင်ရတယ်ပေါ့နော်ဆိုတော့အမဘုသူစီရမဟိုနှစ်သိမ့်ချင်အမမခံယူပါဘူးဖခင်နဲ့အမအမျိုးသားဟလာပြီးတော့အမရဲ့ချင်းဘေးပတ်လေးမှာရှိရမိသားစုပေါ့သူတို့ကအမအများကြီးဆပ်ပုတ်ပေးတယ်ဆိုတော့ဒါလေးနိုင်ပြီအမခုချိန်မှာရက်တင်ရပေါ့နော်ဟုတ်ကဲ့ပါအမအမအနေနဲ့ဗာမများဖြစ်ဆက်ပြောကြားခြင်းမသေးတည်းလေရှင့် မပြောစင်တာတော့လေအဲ့လိုပေါ့နော် ဟိုကိုယ့်ရဲ့ profile မပြရာတိုင်းဟာလာကိုယ့်ကိုမမြင်ရတိုင်းစကားလေးကိုလွယ်လွယ်လေးနဲ့သူတရားကိုတိုက်ခိုက်လိုက်မယ်စာဒါအမမမဟုတ်ပါဘူးသူတို့ဒီလိုမျိုး media မှာဘာ post တင်တယ်တိုက်ခိုက်နေပြောနေကြတဲ့လူတွေဒီခါလေးကြားလေးအမမေးကြည့်ချင်တယ်ဟိုလူတိုင်းမှာသူ့ရဲ့ရက်တည်မှုသူ့ရဲ့အကြိုက်သူ့ရဲ့ဖြစ်တည်မှုဆိုတာရှိနေတာပါကိုယ်သဘောမကျတာနဲ့ကိုယ်စိတ်တိုင်းမကျတာဒီလူကရုပ်ဆိုးလိုက်တာညို့ဘသူကများလှတယ်လို့ပြောလဲညို့ဘသူကများချောတဲ့စင်းရင်းသွင်းတာလဲဆိုအမတို့ကငါချောတယ်ဟိငါလှတယ်လို့ပြောနေရမှာမဟုတ်ဘူးဒါပေမဲ့အမတို့ကိုပုံစံကိုစိုက်တဲ့လူအမတို့ design အမ တို့ပုံစံအသွင်အပြေကိုလက်ခံတဲ့လူကလည်းရှိပြီးသားအဲ့တော့ကိုမကြိုက်တာနဲ့ကိုအကြိုက်မတွေ့တာနဲ့ဒီလူကရုပ်ဆိုးတယ်ဒီလူကိုစိတ်ဓာတ်ကျအောင်ပြောလိုက်မယ်ဒီလူကိုပပဆက်ဆက်ဝေဖန်လိုက်မယ်ဆိုတဲ့ဟာကြီးတွေဒီစိတ်ကြီးတွေကိုပြင်ပါလို့လူတိုင်းမှာခံစားချက်ရှိတယ်အမတို့ထုတ်မပြောတာပဲရှိတယ်ဒါပေမဲ့အမအခုချိန်မှာထုတ်ပြောရဲဆိုတော့အမအဆောကားလို့မဟုတ်ဘူးနောက်ပိုင်းမှာကလေးတွေဟလာအမရဲ့ကလေးတွေပဲဖြစ်ဖြစ်တခြားအဲ့လိုငယ်ရွယ်တဲ့ under age တွေကိုကြည့်ပြီးတော့မှသူတို့ရဲ့မဖွင့်ပြိုးနေတဲ့ခန္ဓာကိုယ်တွေသူတို့ရဲ့မဖွင့်ပြိုးနေတဲ့မဖွင့်ပြိုးနေတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုကြည့်ပြီးမျက်နှာတွေကိုကြည့်ပြီးတော့မှ တိုက်ခိုက်နေမယ်အစလူတရားကိုလူလိုမြင်ပြီးတော့မှချစ်ချင်းမေတ္တာမျှဝေရင်မကောင်းဘူးလားလို့လူတိုင်းကအမြဲတမ်းကြမ်းမာမနေဘူးလူတိုင်းကအမြဲတမ်းချောမနေဘူးလူတိုင်းကအမြဲတမ်းစိတ်ချမ်းသာမနေဘူးအဲ့တော့ကိုပြောတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးပန်ထဲမှာကိုကိုချိပါငါဘယ်လောက်ချောလဲဘယ်လောက်လှလဲလူတိုင်းကဖျားပြီးတဲ့အတိုင်းပဲမွေးလာကြတာဘယ်သူမှ ဟိုဘယ်လိုပြောမလဲ perfect ကြီးဖြစ်မနေဘူးပေါ့နော်အဲ့ဒါလေးကိုတော့အမပြောချင်ပါလေစိတ်သက်လေးတွေမြင့်မြင့်ထားပါမီဒီယာကိုအကျိုးရှိရှိအသုံးချပါလို့မတရားနေပြောချင်ပါလေရှင့် main creator အောင်လည်းစိတ်သက်မကြစေချင်ဘူးလမ်းမမရောက်အောင်လို့မိဘတွေကကာကွယ်ဆောက်ရှောက်ပါဒီလိုမျိုးကြားကြားပြလို့မျိုးဟာမျိုးတွေကမြန်မာနိုင်ငံမှာအများကြီးကြံနေပါသေးတယ်ဒါတွေကိုတူတူဆက်လက်ပြီးဖော်ထုတ်ကြပါလို့ဒီမှာပြောချင်ပါလိမ့်ရှင့်ဟုတ်ကဲ့